DVB Digital Fast ။အနက်ကနေပြီးတော့ထုံတော့အင်အားများနဲ့ဒေနတရားရတဲ့ပြည်သူဘုံယူစာကောင်းတဲ့နေ့ဒီကြောင်းမောင်နှံအနေနဲ့ပြောကြလို့လေ။ဒေနမှာဒေနနာတရားရှိကိုတရားမှာရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလေးမြို့နယ်ကပြည်သူ့စစ်အဖွဲ့35ဖွဲ့ကိုပြူဟာမှုဗမှုကြီးကျော်မင်းထွန်းဦးဆောင်ကမွမ်းမံတန်တန်းနေဇက်တိုက်ပေးနေရာအခုဆိုအပတ်စဉ်နှစ်အထိရှိလာပြီလို့မြို့ကန်တွေကပြောပါတယ်။ ။တချင်းလေးမျိုးနယ်အတွင်းကပြည်သူ့စစ်အဖွဲ့35ဖွဲ့ကိုအမှတ်359ချင်းမြန်တန်ရဲမှမုံမှန်တင်နှံပေးနေတာဖြစ်ပြီးဖြူဝါမှုဘုံမှုကြီးကျော်မင်းထွန်းနဲ့ဒူရဲမှုကြီးချမ်းမြေဝင်းတို့ကဥဆောင်တာလို့မြို့ကန်တယောက်က DVB ကိုပြောပါတယ်။အခြေခံတင်နှံတက်ပြီးရသူတွေကိုမုံမှန်တင်နှံပေးတာပြစ်ခတ်မှုမပါဘူး။လက်နက်ငယ်အသုံးပြုတာနီးပြူဟာဆေးရေးပြအထွေထွေအလောက်ပဲအပတ်စဉ်တစ်ခုမှလူတရာကျော်တင်နှံပေးတယ်ပြည်သူ့စစ်ဖွဲ့ကထောင်ချော်တယ်လို့ပြောပါတယ်။ တွေ့ကြံတိုင်းစစ်ထဏာချုပ်တိုင်မှုဘုံကျုံဆိုးလာရဲ့ညွန်ကြားမှုအရတာချင်းလေးမျိုးနယ်အတွင်းပြည်သူစစ်အင်အားတိုးပွားလာစေဖို့2023ခုနှစ်ကအခြေခံစစ်တင်းနှန်းတွေပေးပြီးဖွဲ့များဖွဲ့ကဒီနှစ်မိုးမှန်တင်းနှန်းတွေကိုထပ်မံဖွင့်လှစ်တာလို့၄၀တဲ့သတင်းရင်းမြစ်ကပြောပါတယ်တိုက်ပွဲဖြစ်လာရင်တာချင်းလေးမှာတိုက်ရအသိမရှိဘူးအဲအကြောင်းပြည်သူစစ်အင်အားကိုဖြည့်တာအခြေခံစစ်တင်းနှန်း45ရက်ကြာတယ်အဲ့ဒါတက်ပြီးဖွဲ့တွေဖွဲ့ပြီးခေါင်းဆောင်တွေယူခုကမွမ်းမံတင်းနှန်းပေးတာတင်းနှန်းကာလကတလကြာတယ်လို့ရှင်းပြပါတယ်ပြည်သူစစ်ဖွဲ့35ဖွဲ့ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကစီဝေးခေါ်ကသဘောတူညီချက်ရယူပြီးမတ်လ10ရက်ကစလို့မွမ်မန့်တန်တန်တင့်မြင့်ဆောင်2025ကိုစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်